လာရှိတက္ကသိုလ်တန်ရှင်းတရားလပစေ၏အများပြည်သူကြိုးပြူစူပေါင်းတန်ရှင်းရေးဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိမြို့တွင်ပြည်내အစိုးရအုပ်ချုပ်ရေးအဖွဲ့ကရှမ်းမြောက်ကကြီးကြပ်၍လာရှိတက္ကသိုလ်တန်ရှင်းတရားလပစေ၏အများပြည်သူကြိုးပြူစူပေါင်းတန်ရှင်းရေးဆောင်ရွက်ခြင်းကိုယနေ့နေ့နဲ့9နှစ်အရွယ်ကဆောင်ရွက်ခဲ့ပါတယ်။ထို့သူဆောင်ရွက်ရာတွင်တွဲဘက်ပြည်내အဆင့် ခရိုင်စင်မြို့နယ်စစ်ဌာနဆိုင်ရာတာဝန်ရှိသူများနဲ့ဝန်ထမ်းများကလာရှုတက္ကသိုလ်ဝင်အတွင်းပြင်တန်းရှင်းတာယာလပစေရေးအတွက်ချုံရွယ်ပေါင်းမြတ်များရှင်လင်းခြင်းတစ်ပင်တစ်ကိုင်းများခုတ်ထွင်ရှင်လင်းခြင်းရေစည်းရေလာကောင်းမွန်စေရေးတို့အတွက်ရေနှုံမြောင်းတွင်ရှိအမိုက်များဆယ်ယူခြင်းစတည်တန်းရှင်းလုပ်ငန်းများအားစုပေါင်းဆောင်ရွက်ခဲ့ကြပါသည်အဆိုပါစုပေါင်းတန်းရှင်းရေးဆောင်ရွက်နေမှုအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ကရှမ်းမြောက်ဥက္ကဋ္ဌဦးမြင့်တန်ဝင်းနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများကလှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပါသည်ခင်ဗျာ